ရိတ်သားတို့အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်အန်ခင်မူပါဆိုတော့ဒီနေ့စီစဉ်မစားခင်မှာထုံးစံတိုင်းပဲ channel subscribe လုပ်ပြီးတော့ခေါင်းလောင်းနဲ့ VPN ဖွင့်ရုပ်ရှင် like လုပ်ဒါရီအရကျွန်တော်ရဲ့အချစ်တော်ဘော်ရိုင်းဆိုတော့တီးပြီးသားဖြစ်ပါတယ်လုပ်ပြီးသားလည်းဖြစ်မှာပါ channel 3လဲအားလီလုပ်ပြီးရင်ကျွန်တော်ဒီနေ့အစီအစဉ်ကိုစပါမယ်ခင်ဗျအဲ့တော့ဒီနေ့မှာကတော့ Jackie season 2ရဲ့နောက်ဆုံးဇာတ်သိမ်းပိုင်းရောက်ရှိလို့လာခဲ့ပါပြီ Jackie နဲ့နှုတ်ဆက်ရတော့မယ်လို့တော့မဟုတ်ပါဘူး season 3ရှိပါသေးတယ်ဒါပေမဲ့ထုံးစံတိုင်းပဲကျွန်တော်က 2B1 တော့ခဏလေးကြားထဲမှာဟိုညံ့ဒီညံ့လေးလာမှာပေါ့နော် ကဲအဲ့တော့ပြောနေတဲ့စကားတွေချော်သွားမှာဆိုပါလေအပိုင်းခုနှစ်တုံးကလည်းဇက်ရှင်ကတက်နေဖြစ်ပြီးတော့ Chucky ရဲ့ဝိညာဉ်လေးနဲ့အပြောင်းလဲဘာညာနဲ့ရှုပ်ရှက်ခတ်နေတာဖြစ်တဲ့အတွက် Let's go ဒီနေ့မှာတော့ Season 2ရဲ့နောက်ဆုံးပိုင်းတွားလိုက်အောင်ပါခင်ဗျာဒီပိုင်းစမှာတော့ Andy လက်ချက်ကြောင့် Chucky သေဆုံးသွားတဲ့ခန်းကိုပြန်မြင်ရပြီးတော့ Chucky ဟာသေအံမူးမူးချိန်မှာသူ့ဘဝတစ်ခုလုံးကိုပြန်ပြီးတော့မြင်အောင်နေမိပါတယ်ဒါမဲ့သူမြင်အောင်နေတာက Charlie ရဲ့ငယ်ဘဝမဟုတ်ပဲ ဒေါက်တာမစ္စတာရဲ့ငယ်ဘဝပဲဖြစ်ပါတယ်။ဒေါက်တာမစ္စတာကချားစီရေ9နှစ်သားကလေးကသူ့ရဲ့စိတ်ကူထုံဆရာမလုပ်ခဲ့တာဖြစ်ပြီးတော့မစ္စတာကချားစီရေရဲ့လူတတ်တဲ့ပါရမီကိုသဘောကျတဲ့အတွက်ချားစီရေဘက်ကနေအမြဲတမ်းယက်တီပေးခဲ့တာဖြစ်ပါတယ်။ဂျက်ကီတကောင်သူ့ရဲ့ဂျက်ကီစစ်တပ်ကြီးလှုပ်ဖို့အတွက်ကလေးတယောက်ယောက်ကိုလူတတ်ခိုင်းမှုကြံစီနေတုန်းကလည်းဒေါက်တာမစ္စတာကပဲဂျက်ကီကိုအဓိကကူညီပေးခဲ့တာပါ။မစ္စတာကဂျိတ်ဂျူနီယာနဲ့လန်စီတို့ကိုဂျက်ကီပြစ်မှတ်ထားနိုင်မှုအတွက်ကိုစီစဉ်ပေးခဲ့တာဖြစ်ပါတယ်။ ဂျေလိုရီအစားကလေးကခုချိန်ထိဒုက္ခရောက်နေခဲ့တာဒီအဖွားကြီးကြောင့်အဓိကပါတယ်ဆိုတာခုမှပဲသိလိုက်ရပါတော့တယ်ဂျက်ကီကကလေးတောင်လူတောက်ငါဘယ်လိုလုပ်ရမလဲကလေးများစုကငါ့လိုပါရမီနဲ့မွေးလာတာမဟုတ်ဘူးလေလို့မေးလိုက်တော့မစ္စတာကဒါပေါ့ချာလီရေနင့်လိုပါရမီကအရန်ရှားတာပဲဒါပေမဲ့တို့ကဆယ်ကျော်သက်တွေလေတို့ရဲ့ဟော်မုန်းတွေခံစားချက်တွေစိတ်ပူရာတွေမလွန်ဆန်နိုင်ကြပါဘူးတို့ကိုလမ်းဆုံးပို့ခြင်းရင်စိတ်ဓာတ်အရောက်လှုပ်လိုက်ုံပဲလို့မစ္စတာကပြောခဲ့ပါတယ် ဒီအတွက်ဂျက်ကီကကလေးတွေကိုစိတ်ဓာန်ရအောင်သူတို့ရှေ့မှာလူတွေတပ်ပြပြီးတော့ဂျူနီယာကိုကိုယ်တိုင်လူတက်လာအောင်တွန်းပို့နိုင်ခဲ့တာပဲဖြစ်ပါတယ်တကယ်တော့ဒေါက်တာမစ္စတာနဲ့ဂျက်ကီတို့ဂျေဒိုရဲ့လက်ထဲကနေထွက်လာတော့ကဂျက်ကီကအခန်းထဲကနေအပြင်ကိုရောက်တာနဲ့ဒေါက်တာမစ္စတာကိုလက်သီးနဲ့ပိတ်ထိုးပြီးတော့သူ့ရဲ့ဝိညာဉ်နဲ့ဒေါက်တာမစ္စတာရဲ့ဝိညာဉ်ကိုလဲထားလိုက်တာပဲဖြစ်ပါတယ်အဲဒီမှာဂျေဒိုအန်ဒီတို့ကကောက်သီးစစ်စတာရူနဲ့တိုင်ပတ်နေတဲ့အတွက်ဂျက်ကီအဲ့လိုလှုပ်ဖို့အတွက်အချိန်ရသွားခဲ့တာပါ ဒီတော့အန်ဒီတို့ရောက်လာပြီးတော့ရုပ်ကိုပြက်တက်လိုက်တဲ့အချိန်မှာတေဆုံးသွားတာကချက်ကီမဟုတ်ပဲဒေါက်တာမစ္စတာကြီးရဲ့ဝိညာဉ်ပဲဖြစ်နေပါတော့တယ်။ချက်ကီကတော့မစ္စတာကိုရဲကနေလွတ်မြောက်သွားတော့တာပဲဖြစ်ပါတယ်။ချက်ကီကောင်ဒေါက်တာမစ္စတာအင်ကိုပြန်အောင်လာတော့ပကြီကားနောက်မှာဖွက်ထားတဲ့လွတ်ဝက်လော်ကာတစ်ခုကိုဖြွင့်လိုက်တဲ့အခါမှာတော့အဲ့ဒီထဲမှာ good guys အယုတ်တစ်ခုရှိနေတာကိုမြင်လိုက်ရပါတော့တယ်။အဲနောက်တော့ချက်ကီကအားရဂျင်းနဲ့နေတဲ့ယုတ်ကြီးနဲ့ good guys အယုတ်ကိုထုတ်လိုက်ပြီးဒါဟီဟီနဲ့အော်ရင်နေတော့တာပါ။ နောက်တစ်ခါတော့ Christmas မတိုင်ခင်3ရက်လို့ဒီဇင်ဘာ22ရက်နေ့ဖြစ်ပြီးတော့လက်စီကဆေးဖြတ်စခန်းကနေထွက်လာတာမကြာသေးပါဘူးလက်စီတယောက်သူ့လိုပဲဆေးဖြတ်ထားတဲ့သူတွေအချင်းချင်းဆွေးနွေးကြတဲ့စကားဝိုင်းတစ်ခုရောက်နေတာဖြစ်ပြီးတော့လူတွေစီကနေသူဖုံးကွယ်ထားတဲ့လူ့ဘဝအကြောင်းတွေကိုအမှန်တိုင်းပြောပြနေပါလိမ့်ကျွန်မဘဝရဲ့လိုအပ်ချက်တွေထဲမှာဆေးဆွဲတာတစ်ခုပဲမဟုတ်ပါဘူးနောက်တစ်ခုကြံသေးတယ်လို့ပြောလိုက်တော့လက်စီနဲ့သူလိုက်လာဂျိတ်ကလက်စီတယောက်ဘာတွေပြောဖို့လုံနေရလဲဆိုပြီးတော့စိတ်ပူနေတဲ့ပုံပါပဲလက်စီက ဒီကိစ္စကိုကျမဘွားတွေကလူသုံးအောင်ပဲသိတဲ့အကြောင်းကိုပြောပြပြီးတော့ဒီကိစ္စကြောင့်ပဲကျမဆေးဆွဲခဲ့တာလို့ပြောလိုက်ပါတယ်။ကျမဘွားတွေမှာမိစ္ဆာတကောင်ရှိနေတယ်။အပြစ်ကင်းတယ်လို့ထင်ရတဲ့မျက်နှာလေးအောက်မှာပုံနေတဲ့မိစ္ဆာလို့လက်စီကပြောလိုက်တော့ဂျိတ်ကလက်စီချက်ကီကြောင့်ပြောလိုက်မှကိုစိုးရိမ်နေပါတော့တယ်။ချက်ကီကြောင့်ပြောလိုက်ရင်ဘသူမှယုံပါမို့ပဲလက်စီကိုယူနေလို့ပဲလူတွေကထင်ကြအောင်မှာပါ။ဒါပေမဲ့လက်စီကအဲ့ဒီမိစ္ဆာတော့ကျမအမေပါပဲ။သူကြောင့်ကျမတို့အကုန်သိကြထိန်းချုပ်တတ်တယ်အတ္တကြီးတယ်ဘဝင်ယူတယ် ငါဆွေးဆွဲတာဘာများဆန်းလို့လဲလို့ပြောချလိုက်ပါတော့တယ်။အဲနောက်တော့လက်စီနဲ့ဂျိတ်တို့ကလက်စီတို့အိမ်ကိုပြန်လာကြပြီးတော့ဂျိတ်ကနေဒေဗန်နဲ့စကားပြောပြသေးရလားဆိုတော့လက်စီကတခါတော့ပဲပြောပြတယ်ဆေးဖြတ်တာနဲ့လူမှုဝန်ထမ်းလောက်ရတာရင်းနဲ့ဆိုတော့ငါသူနဲ့အဆက်အသွယ်တိတ်ပြီးတော့မလုပ်ဖြစ်ပါဘူးဟာလို့ပြောပါတယ်။ပြီးတော့လက်စီကဒေဗန်လဲသူလောက်ရမယ်လူမှုဝန်ထမ်းအလုပ်ကိုနိုင်ပြအောင်လုပ်ရတာနဲ့မအားတာနေမှာပေါ့ဆိုတော့ဂျိတ်ကအေးဟုတ်မယ်ဟာငါလည်းမနေရမှနိုင်ပြေးသွားတာလို့ပြောလိုက်ပါတယ်ဂျိတ်ကဒီခရစ်စမတ်ပတ်ရမှာလာစီတို့အိမ်မှာလာနေဖို့ရောက်လာခဲ့တာဖြစ်ပါတယ် လက်စီရဲ့ညမကယ်ရိုလိုင်းကတော့ဒေါက်တာမစ္စတာပေးထားတဲ့ဘဲရုပ်ကိုအခုထိသိမ်းထားတာကိုမြင်လိုက်ရပါတယ်။လက်စရိုအိမ်ထဲကိုရောက်လာတော့လက်စီကသူ့မိကိုဂျေးဒီမှာတရက်နှစ်ရက်နေမလို့လို့ပြောလိုက်တော့လက်စီရဲ့အမေမေချဲကလက်ခံခဲ့ပါတယ်။သူတို့သုံးသားစကားပြောနေတုန်းမှပဲအပေါ်တက်ကနေဒေဗန်ဆာပရိုက်ဆိုပြီးတော့ဆင်းလာခဲ့ပါတော့တယ်။ဂျေးလည်းဒေဗန်ကိုရုပ်တရက်တွေးလိုက်တော့ပျော်ပြီးတော့နှစ်ယောက်သားပြေးဖက်ကြပါတော့တယ်။ဒီကိစ္စလက်စီစီစဉ်တာဖြစ်ပြီးတော့ဂျေးအတွက်တော့ခရစ်စမတ်လက်ဆောင်တွေနဲ့ဒေဗန်ကိုပေးတာပါ။ဒေဗန်လည်းလက်ဆောင်ဘူးလေးယူလာပြီးတော့ဂျေးကိုပြန်ပေးပါတယ်။ ာရဏဂျိတ်ကငါမှဘာလဲဆောင်မှာပါမလာဘူးငါအပြင်ခဏသွားအောင်မဲလို့ဒီမှာဆောင်နေဆိုပြီးတော့ဒေဗန်ကိုပြောလိုက်ပါတယ်ဒေဗန်လက်ဆောင်မလိုပါဘူးဆိုပြီးတော့ဂျိတ်ကိုတားနေမယ်ဂျိတ်ကတော့နင်းကွာငါအမြန်ပြန်လာခဲ့မယ်ဆိုပြီးတော့ထွက်သွားခဲ့တာပါအဲ့ဒီချိန်မှာအေဂန်နဲ့ကတီဗီမှာတော့ဒေါက်တာမစ္စတာတယောက်သူရုံးခန်းထဲမှာနေတဘာဝတိုင်းတေဆုံးနေအောင်တွေးခဲ့ရကြောင်းတရင်လာနေခဲ့ပါတယ်ဗာလင်တန်ကက်သလစ်ကျောင်းအင်္ဂနိတ်လောမှာနားလေရခတ်တဲ့အဖြစ်အဆိုးတွေဖြစ်ပွားခဲ့ပြီးတော့အဲ့ဒီကျောင်းနဲ့ပတ်သက်တဲ့ဒေါက်တာမစ္စတာလည်းတည်ဆုံသွားခဲ့တာပ ။ကျောင်းအပိသပိတ်ချခဲ့ပြီးတော့ကံတန်ဖုံးတော်ကြီးကလည်းဒီဖြစ်တွေနဲ့ပတ်သက်လို့ဘာမှတ်ချက်မှမပေးပါဘူးလို့သတင်းကကြေညာတင်ဆက်သွားပါတယ်။နောက်တစ်ခါမှတော့ဂလန်ဒါတယောက်ဈေးဝင်ကိုရောက်လာပြီးတော့ဈေးဝင်ကန်းတွေကဂရင်ပေါ်မှာတော့တနက်မှန်ထားတဲ့ဂလန်ကိုမြင်လိုက်ရပါတယ်။သူတို့ခန်းရှိမှရဲတယောက်လည်းစောင့်ချက်နေတာကိုတွေ့ရပါတယ်။ဂလန်ကအခုထိသတင်းမရသေးပဲအခြေအနေမကောင်းပါဘူး။အဲဒီမှာပဲဂလန်ဒါစီကိုတီဖနီစီကဖုန်းဝင်လာပြီးတော့သူဘလိုနေလဲလို့လမ်းပြီးတော့မေးတော့ဂလန်ဒါကငိုပြီးတော့မကောင်းဆရာဝန်ပြောတာတော့သူရပ်ပိုင်းလောက်ပဲနေရတော့မှလို့ပြန်ပြောလိုက်ပါတယ် ပြီးတော့ဂလန်ဒါကငါဂလန်ကိုအဆုံးဆုံးမခံနိုင်ဘူးမေသူတင်ကလည်းတီမားဆိုတော့တီဖနီကအမေသိပါတယ်လို့ပြန်ပြီးတော့ပြောပါတယ်အဲ့ဒါဆိုဘာလို့အောင်လဲဆိုတာလဲအမေသိမှာပေါ့လို့ဂလန်ဒါကပြောလိုက်တော့တီဖနီကအမေသိပါတယ်လို့ပြန်ပြောလိုက်ပါတယ်ဒါပေမဲ့ဂျန်နီဖာတယ်လီကဝရန်ထုတ်ခံထားတဲ့အတွက်ဈေးရုံကိုလာလို့မရပါဘူးဂလန်နဲ့ဂလန်ဒါတို့ရဲ့ဝိညာဉ်ကိုအယုတ်ထဲပြန်ပြောင်းထည့်ဖို့အတွက်အစီရင်ကိုလည်းတီဖနီတယောက်ပဲလုပ်တတ်တာဖြစ်တာကြောင့်တီဖနီကိုဒီအခန်းထဲရောက်အောင်ထည့်သွင်းရတော့မှာပါဂလန်ဒါကငါ့မှာအကြံရှိတယ် မနေ့ကကြာရင်အမေဂျန်နီဖာတယ်လီနေနဲ့ကောင်းကောင်းတရားဆောင်အောင်မယ်လို့ပြောလိုက်ပါတော့တယ်။တမတ်မှာတော့ချက်ကီယာဂိုဂိုင်းစ်အယုတ်သေးကိုပြောင်းသွားပြီဖြစ်ပြီးတော့ချက်ကီယာအမေရှော့ပင်ထွက်ဖို့အတွက်ကတ်တလောက်စာအုပ်ကိုတောင်ရှိုးနေခဲ့သေးတာပါ။ကဘာအတန်တိတ်ဆုံးဆိုရင်လွှားဆက်ကိုမြင်တော့ချက်ကီယာဝါမိုင်းလိုက်လာကွာဆိုပြီးတော့အဲလွှားဆက်ကိုဝယ်ဖို့လှုပ်ပါတော့တယ်။ဒိုနဲ့နောက်တစ်ရက်ကိုရောက်လာခဲ့ပါပြီ။လက်စီအမေမစ်ချဲကတော့ထုံးစံတိုင်း live လွှင့်နေပြီးတော့သူ့ follower တွေကိုသူ့ Christmas အတွက်ပြင်ဆင်ထားတာတွေကိုပြနေခဲ့ပါတယ်။အဲဒီမှာဘဲရုပ်ကိုလည်းထည့်ပြီးတော့ပြင်ထားပါသေးတယ်။ တဖက်မှာတော့ဂလန်ဒါက luggage တစ်လုံးဆွဲပြီးတော့ဆေးရုံကိုရောက်လာပြီးအခန်းရှိမှာစောင့်နေရဲရဲ့ coffee ကွက်ကိုတိုက်ချပြစ်လိုက်ပါတယ်။ဂလန်ဒါက sorry ပါငါမမြင်လိုက်လို့ဘာသာနဲ့တောင်းပန်လိုက်ပြီးတော့ coffee တစ်ခွက်အစားပြန်တိုက်ပါမယ်ဆိုပြီးပတ်စံထုတ်ပေးလိုက်တဲ့အတွက်ရဲလည်း coffee ပွဲဖို့ထွက်သွားခဲ့ပါတော့တယ်။အဲဒီမှာ Tiffany ကဆရာဝန်ရောင်ဆောင်ပြီးတော့အခန်းထဲကိုဝင်လာခဲ့လိုက်တော့တာပါ။ Tiffany ရောက်တော့ဂလန်ဒါကငါတို့အမြိုင်လုံးမရမယ်လို့ပြောလိုက်ပြီးတော့ luggage ကိုဖြွင့်ပြီးတော့အထဲကနေသူတို့ရဲ့မူလအယုံနဲ့ဘူဒူးစာအုပ်ကိုထုတ်လိုက်ပါတော့တယ်။ သူတို့အလိုပြင်စင်နေတော့မှပဲကော်ဖီသွားဝယ်တဲ့ရဲကပြန်ရောက်လာပြီးတော့အခန်းထဲဝင်လာတော့ဒီဖနီကိုတွေ့သွားခဲ့တော့တာပါရဲကဒီဖနီကိုတွေ့တော့အံ့ဩသွားပြီးတော့မင်းပဲမင်းဒီကိုလာရဲလောက်တုံးမယ်လို့ငါမထင်ထားဘူးလို့ပြောလိုက်တော့ဒီဖနီကဟုတ်တယ်ငါပဲလို့ပြန်ပြောလိုက်ပါတယ်ဒီဖနီကအရှိကိုတိုးလာတော့ရဲကဂျနီဖာနောက်ဆုတ်ဆန်းလို့ပြောလိုက်ပြီးတနတ်ကိုဆွဲထုတ်ဖို့လုံနေတော့မှပဲဒီဖနီကအနာကပန်းအုပ်ကိုယူပြီးတော့ရဲရဲ့ခေါင်းကိုရိုက်ခွဲချလိုက်ပါတော့တယ်ရဲလေသတိလစ်သွားတော့အပြင်ကသူနာပြူကအခန်းတကားကိုခောက်ပြီးတော့အစင်မီလားတခုကြာခွဲတန်ကြားလို့လမ်းပြောပါတယ် ဂလန်နာတကောင်နည်းနည်းဟားလိုက်ပြီးတော့ဘာမဖြစ်ပါဘူးချင်းကျမပန်းအိုးကိုတိုက်ပြီလို့ကျမရှင်းလိုက်ပါမယ်လို့ပြန်ပြောလိုက်ပါတယ်အမသူနာပြုထွက်သွားတဲ့ဂလန်နာကသတိလင်းနေရဲ့ရဲကိုကြည့်လိုက်တော့ကောင်းအောင်ပန်းအိုးနဲ့ရိုက်ခံထားတဲ့အတွက်မျက်နှာမှာပန်းအိုးတဲကရေတွေစိုးရွှဲနေအောင်မြင်လိုက်ရပါတယ်ဂလန်နာဘေးမှာရှိနေနှလုံးရှော့တိုက်တဲ့ဆက်ကိုဖွင့်လိုက်ပြီးတော့ရဲနာမှာထိုင်တဲ့တီဖနီကိုအမိရှင်းထားလိုက်လို့ပြောလိုက်ပါတယ်အိမ်မာရင်ဂလန်နာဘာလို့တော့မလဲဆိုတာသိနေတယ်တီဖနီကပြုံးလိုက်ပြီးတော့ဖယ်ပေးလိုက်ပါတယ်ဂလန်နာရေကိုရှော့တိုက်လိုက်မှာတော့ရေတွေစိုးနေမျက်နှာကိုလျှက်စစ်တွေစီးပြီးတော့ မျက်နှာကြီးတစ်ခုလုံးမီးလောင်သွားခဲ့ပါတော့တယ်။ Glenda နဲ့ Tiffany ကတော့မျက်နှာပေါ်ကမီးတောက်တွေကိုကြည့်ပြီးတော့ Glenda က Merry Christmas ပါအမေလို့ပြောလိုက်ပါတော့တယ်။အဲနောက်တော့အခန်းထဲကနေ luggage ကိုဆွဲပြီးတော့ထွက်လာတယ် Tiffany ကိုမြင်ရပြီးသူနာပြူမလေးက Glenda တို့ရဲ့အခန်းထဲကားကိုဖွင့်လိုက်ရမှာမျက်နှာကြီးတစ်ခုလုံးမီးလောင်ပြီးတော့တေဆုံးနေတဲ့လူတစ်ယောက်နဲ့ကရင်ပေါ်မှာဖြူဖက်ဖြူရော်မျက်နှာနဲ့အသက်မရှိတော့တဲ့ Glenda နဲ့ Glenda တို့ရဲ့ခန္ဓာကိုယ်တွေကိုလည်းမြင်လိုက်ရတာကြောင့်ကြောက်လန့်တကြားနဲ့អော်ဟစ်လိုက်မိပါတော့တယ်။ နောက်တစ်ခါမှတော့ Tiffany က Michelle ရဲ့ live ကိုကြည့်နေတဲ့ဘဲရုပ်ကိုမြင်လိုက်ရတာကြောင့်ဝမ်းသာသွားခဲ့ပါတယ်။ Jennifer Daly ရဲ့ဝိညာဉ်ရှိနေတဲ့အယုံမှကားတိုက်ခံပြီးတဲ့နောက်မှာ Tiffany ကသူဝင်စရာအယုံမရှိတော့အတွက်ဒုက္ခရောက်နေရတာပါ။အခုတော့သူဝိညာဉ်ဝင်အောင်လို့ရမယ့်ဘဲရုပ်တယောက်ကိုထပ်ပြီးတော့တွေးလိုက်ရပြန်ပါပြီ။ Glenn နဲ့ Glenda တို့ရဲ့ဝိညာဉ်တွေကတော့အယုံထဲကိုရောက်နေဖြစ်ပြီး Tiffany ကလည်းအယုံကိုအလှပြင်ပေးနေခဲ့ပါတယ်။အယုံက Tiffany သူ့ကိုအလှပြင်ပေးထားတာကိုမှန်ထဲမှာကြည့်လိုက်ပြီးတော့အရင်လှတာပဲငါကြိုက်လိုက်တာလို့ပြောနေခဲ့ပါတယ်။ ဒေဖနီယာမင်းကဂလန်လို့ခေါ်ရမလားဂလန်နာလို့ခေါ်ရမလားဘယ်လိုခေါ်ရမလဲမသိဘူးလို့ပြောလိုက်ပြီးအယုတ်ကစဉ်းစားလိုက်ပြီးတော့ဂျီဂျီလို့ခေါ်ငါနာမည်တက်ကဂျီဂျီပဲလို့ပြောလိုက်ပါလေဒေဖနီကဒီနာမည်ရမ်းမိုက်တာပဲဒီတော့ဂျီဂျီငါတို့ဘာဆက်လုပ်ကြမလဲလို့မေးလိုက်တော့ဂျီဂျီကငါခီးသွားခြင်းနဲ့အင်္ဂလန်ကိုသွားခြင်းနဲ့လို့ပြောလိုက်ပါလေအရာနဲ့ဒေဖနီလည်းသဘောတူလိုက်ပြီးတော့ဂျီဂျီကိုစားတိုင်းရုံးကိုလိုက်ပို့ဖို့လုပ်ပါတော့တယ်ဂျွန်နဲ့ခရစ်စမတ်မတိုင်ခင်တရက်ကိုရောက်လာခဲ့ပါပြီဂျေကဒေဗန်တို့ခရစ်စမတ်လက်ဆောင်ဘူးကြီးယူလာပြီးတော့ဒေဗန်ကိုပေးလိုက်ပါလေ ဒေဗန်လည်းလက်ဆောင်ဖွင့်ကြည့်လိုက်တော့ podcast လုပ်ဖို့အတွက်လိုအပ်တဲ့ mic နဲ့တခြားပစ္စည်းတွေဖြစ်နေတာပါဂျိတ်ကငါ line ပေါ်မှာရှာကြည့်တာကွာဒီဟာအကောင်းဆုံးပဲမင်း podcast ပြန်ဆလို့ရအောင်ငါလက်ဆောင်ပေးတာလို့ပြောလိုက်တော့ဒေဗန်ကျေးဇူးပါပဲကွာလို့ပြောလိုက်ပြီးငါ podcast မလုပ်ချင်တော့တာတစ်နှစ်လောက်ရှိပြီလေလို့ပြန်ပြောလိုက်ပါတယ်ဂျိတ်လည်းဒေဗန်အကြောင်း तू မသိလို့ဖြစ်သွားအတွက်စိတ်မကောင်းဖြစ်သွားပြီးတော့ sorry လို့ပြောလိုက်တာပါအဲ့တော့မှညသာစားကြတော့ညသာစားပွဲကိုဒေဗန်နဲ့ဂျိတ်တို့ကလက်ဆောင်ကိစ္စနဲ့ပတ်သက်ပြီးစကားများကြပါတော့တယ် မင်းရှဲကသူတို့နှစ်ယောက်ခရစ်မတ်ညသာစားပွဲမှာရံမဖြစ်ကြဘူးတားလိုက်တော့လက်စီကဒေါသထွက်သွားပြီးအမေသူတို့ရိုးသားသားစကားများကြလीတမီးလည်းအမေကိုပြောစရာရှိသေးတယ်လို့ပြောလိုက်ပါတယ်ပြီးတော့သူဆေးဖြတ်စကမ်းမှာတော့အမေရဲ့တကူကောင်းဆန္ဒတွေလစ်လူရှူတာတွေဘာတွေအတွက်အမေကိုအပြစ်တင်ခဲ့ကြောင်းယဉ်ဖွင့်လိုက်ပြီးတော့ဒါပေမဲ့ပြန်စဉ်းစားကြည့်လိုက်တော့ဒီကိစ္စတွေဟာတမီးရဲ့အပြစ်လည်းပါပါတယ်မေတမီးလိုပဲအမေလည်းဒီကာလတွေမှာခက်ခဲနေမှာပဲအမေလည်းတမီးခံစားရလို့နာကျင်နေမှာဆိုပေမဲ့ဟန်ဆောင်ထားရဆိုတာသိပါတယ်လို့ပြောလိုက်တော့မင်းရှဲလည်းစိတ်မကောင်းဖြစ်သွားပြီးတော့ငါတမီးတကယ်ရင့်ကျက်လာပြီပဲ တကယ်တော့အမေလည်းအမားတွေလှုပ်ခဲမိပါတယ်အဲ့တော့တောင်းမှန်ပါတယ်လို့ပြန်ပြီးတော့ပြောလိုက်ပါတယ်အမားတွေလက်စီတို့သားမီးနှောက်ပြန်ဆင်ပြေသွားကြပြီးတော့ကယ်ရိုလိုင်းကဒါခရစ်စမတ်ဆန်းကျင်မှုပဲနင်တို့နှောက်ကဘာလို့ပြန်မတည့်ကြသေးတာလဲဆိုပြီးတော့ဂျိန်းနဲ့ဒေဗန်တို့ကိုမေးလိုက်ပါတော့တယ်ဒီညမှာတော့လက်စီတို့အိမ်သားကနှင်းတော်တွေမှာခြေရာသေးသေးလေးတွေကိုမြင်လိုက်ရပါတယ်ဂျိန်းနဲ့ဒေဗန်တို့ကလက်စီရဲ့အခန်းထဲမှာပဲတူတူအိတ်ကြတာဖြစ်ပြီးတော့ဒီညကဆန်တာလာမဲ့ခရစ်စမတ်မတိုင်ခင်ညတညဖြစ်ပါတယ်လက်စီကငါတို့ကြီးလာရင်အန်တီနဲ့ကိုင်းတို့လိုဖြစ်မှာ အလုံးမရှိဘွားမရှိချက်ကိူပဲဆွဲလန်းနေတာမျိုးလေးလို့မေးလိုက်ပြီးငါးစီကိုဖုန်းမဝင်လာတိုင်းဆန်နီနဲ့တယောက်ကိုမြင်လိုက်တိုင်းမှာချက်ကိူပဲတွေးနေမိမယ်ထင်တယ်လို့ပြောလိုက်ပါတယ်။အာနယ်ဂျိတ်ကချက်ကိကသိပြီလေဟာငါတို့ဒီလိုနဲ့ပဲအသားကျသွားမှာပဲ။ချက်ကိရှိရှိမရှိရှိလောကကြီးကတော့မကောင်းတာတွေကဖြစ်နေအောင်ပါပဲလို့ပြောလိုက်ပြီးဒါမှမဟုတ်ငါစိတ်ချမ်းသာတာကနင်းတို့နှောင်းနဲ့ရှိနေတာပဲလို့လက်စီနဲ့ဒေဗန်တို့ကိုဂျိတ်ကပြောလိုက်ပါတယ်။အာနယ်လက်စီလဲငါလည်းနင်းတို့ချစ်တယ်ဟာလို့ပြန်ပြောလိုက်တာပါ။ဂျိတ်ကဒေဗန်ကိုတောင်းပန်နေပြီးတော့ငါမင်းကိုရှောင်နေပြီတဲ့ထင်တယ်ကွာ။ ငါမင်းနဲ့မတန်အောင်ထင်ပါတယ်လို့ဆိုလိုက်တော့ဒေဗန်ယောက်မင်းယူနေရပဲလို့ပြောလိုက်ပါတယ်။ဂျိတ်ကဂျက်ကင်ကတော့နှာခေါင်းလောင်လှဲစားနိုင်ခဲ့တာလေ။သူငါကောင်းတဲ့ဝင်ပြောငါ့ကိုအယူလို့တိုင်းလူတွေတေးရတယ်လို့ပြောလိုက်တော့ဒေဗန်ကဂျက်ကီကမကောင်းတဲ့ကောင်းမလို့ပါကွာ။မင်းအပြစ်မဟုတ်ပါဘူးလို့ပြန်ပြောပါတယ်။အဲနောက်တော့ဒေဗန်ဂျိတ်ကိုဖြောင်းပြရင်နဲ့နှစ်ယောက်သားပြန်ဆင်ပြေးသွားတဲ့အနေနဲ့နန်းလိုက်ကြပါတော့လေ။ဒါပေမဲ့ဒီဂျီနူးစရာမြင်ကွင်းလေးကတိတ်ကြမဲ့ပုံတော့မပေါ်ပါဘူး။ဘာလို့လဲဆိုတော့အောက်ထပ်မှာရှိနေမီကိုခေါင်းတိုင်းပေါက်ကနေဂျက်ကီတကောင်လွှတ်ဆက်ကြီးကိုကင်ကာဆင်းလာခဲ့လို့ပါ။ ဂျက်ကီကခေါင်းမှာခရစ်စမတ်အုပ်ထုပ်လေးပါစောင်းထားပြီးတော့အောက်ကိုရောက်တာနဲ့တဟီးနဲ့ရီလိုက်ပါသေးတယ်ဂျက်ကီကဆန္ဒအတွက်ထားထားတဲ့ကိုကီးနဲ့နွားနှုတ်တွေကိုစားသုံးလိုက်ပြီးတော့ဆက်ဆူတဲ့ကလေးသုံးကောင်တတ်ဖို့အစီအစဉ်နေမယ်လို့ပြောလိုက်ပါတယ်အဲ့ဒီမှာပဲလက်စီရိုးအင်ရှိကိုကားတစ်စီးရောက်လာပြီးတော့တီဖနီတယောက်ကားပေါ်ကနေဆင်းလာခဲ့ပါတော့တယ်တီဖနီကဘဲရုပ်ကိုယူဖို့အတွက်ရောက်လာခဲ့တာပါဒါမဲ့သူမေရှဲရဲ့ live မှာတော့ငါမြင်ခဲ့တယ်လို့အင်ရှိမှာခရစ်တော်ဖွားမြင်ငန်းတရုပ်ဖော်ထားတဲ့ရုပ်တွေထဲမှာဘဲရုပ်ကမရှိပါဘူးအဲ့ဒါနဲ့တီဖနီကအိမ်ထဲဝင်ပြီးတော့ရုပ်ကိုရှာဖို့လုပ်ရပါတော့တယ် ။ Tiffany ကအိမ်ထဲကိုခိုးဝင်လာပြီးတော့အိမ်ထဲမှာရောက်နေပြီးသားဖြစ်တဲ့ Jackie ကလည်း Tiffany ကိုမြင်သွားတဲ့အတွက်အနောက်ကနေလွှားဆန်းတဲ့ခုံသားဖို့လုံနေခဲ့ပါလိမ့်။ဒါမဲ့အဲ့အချိန်မှာပဲအပေါ်တန်းကနေမေချေးကဆင်းလာပြီးတော့ဘယ်သူလဲငါရဲခေါ်လိုက်မှာနော်လို့ပြောလိုက်တဲ့အတွက် Jackie လည်း Christmas သစ်ပင်နောက်မှာဝင်ပုန်းနေလိုက်ပါလိမ့်။မေချေးက Tiffany ကိုမြင်တော့ Hey Jennifer Daly လားဆိုပြီးတော့ဝမ်းသာသွားခဲ့တာပါ။မေချဲကကျမတို့မနေ့ကကလေးစီအောင်ပရိုက်တာပွဲမှာစုံကြသေးတယ်လေးလို့ပြောလိုက်ပြီးနေပါအောင်ရှင်းအောင်လူသတ်မှုနဲ့လူရှိနေရမလားလို့မေးလိုက်တော့တီဖနီက မဟုတ်ဘူးအဲ့ဒါနားလည်မှုကြီးလွဲတာပါရှင်ကျမအဲ့ဒီကိစ္စကြောင့်ပဲဒီကိုလာခဲ့တာလေးလို့ပြောလိုက်ပါတယ်ပြီးတော့တီဖနီကငါနေရင်လည်းခိုးဝင်လာမိတာလေတောင်းပန်ပါတယ်ဒါပေမဲ့ငါနေရင် Instagram မှာအယုတ်တစ်ခုကိုတွေးလိုက်မိလို့လေအဲ့ဒါငါအရန်လိုချင်တဲ့အယုတ်လေးပါအဲ့ဒီယုတ်ကအရန်ကိုရှားတာပဲလို့ပြောလိုက်တော့မစ်ချဲကထုံးစံတိုင်းတီဖနီကိုဓာတ်ပုံရိုက်ပြီးတော့သူ Instagram မှာတင်ဖို့အတွက်လှုပ်ပါတော့တယ်မစ်ချဲကဂျနီဖာတယ်လီနဲ့တွေ့ရလို့သူကတော့ဝမ်းသာနေတာပါဒါမဲ့ तू အဲ့လိုဓာတ်ပုံရိုက်နေတော့မှ तू နောက်မှာလွှတ်ဆက်ကြီးကင်ပြီးတော့ပေါ်ချလာတာကတော့ချက်ကြီးပါပဲ ဂျက်ကီကမျက်မှန်ကိုတက်လိုက်ပြီးတော့လွှာဆက်ကြီးနဲ့မင်းချဲကိုခုံအုပ်ပစ်လိုက်ပြီးမင်းချဲရဲ့ခေါင်းကနေခြေထောက်ထိကိုနှစ်ပိုင်းပြတ်သွားအောင်ဖြတ်ပြီးတော့တတ်ခုတ်ပစ်လိုက်ပါတော့တယ်ဂျက်ကီကတဟာ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 နဲ့အားရပါရရည်နေပြီးတော့ဒီလွှာဆက်လေးအတန်တိတ်လိုက်တာရှယ်ပဲကွာလို့ပြောလိုက်ပါသေးတယ်ဒေဖနီကဂျက်ကီနေအသေးပြီးသားဖြစ်နေရမှာလေခရစ်စမတ်အကြိုနေ့မှာအမေတယောက်ကိုတတ်လိုက်ရလားနေရုံမှလိုက်တာအပေါ်ကတနာစရာကလေးတွေဘယ်လိုလုပ်ကြမလဲလို့ပြောလိုက်တော့ဂျက်ကီက ူတို့တွေလည်းတစားစီအနားယူရမှာပါဟာကယ်ရိုလိုင်းလွဲလို့ပေါ့ကယ်ရိုလိုင်းတော့တက်လန်းရှိတဲ့ကလေးပဲလို့ပြောလိုက်ပါလေပြီးတော့ချက်ကီကမလိမ္မာတဲ့ကလေးတွေလည်းအပြစ်ပေးရမယ်ဂလန်နဲ့ဂလန်တာဘဲမှလေသူတို့ငါပြောစကားကိုနားမထောင်ကြဘူးငါပြင်းပြင်းထန်ထန်အပြစ်ပေးရမယ်လို့ပြောလိုက်ပါသေးတယ်ဒီဖနီကသူတို့သေသွားပြီလေလို့ပြောလိုက်တော့ချက်ကီကဟဲ့ငါငတုံးမဟုတ်ဘူးစောက်ယူမဟုတ်ဘူးနင်ပါကြံနေလဲငါသိအပေါ်ရက်ကကလေးတွေကိုငါဆုံးမပြီးသူတို့နှစ်ယောက်ကိုလည်းငါရှာမလို့ပြောလိုက်ပါတယ် ်ဒေဗနီယာအဲ့မှာနေသူတို့စီမသွားဘူးနေသွားချင်းငောက်ရောက်ဖြတ်ဆန်းလို့ပြောလိုက်ပါလေအဲ့ချိန်မှာပဲအပေါ်တက်ကနေလက်စီကဆင်းလာပြီးတော့ချက်ကီးကိုခုံအုပ်လိုက်ပါလေလက်စီကချက်ကီးရဲ့ဘိုးတက်နေပြီးတော့လွှာဆက်ကိုကောက်ယူလိုက်ပြီးနေအမေကိုဘာလို့လိုက်တာလဲငါနေကိုတတ်မယ်လို့ဂျိန်းဝါပြီးတော့ချက်ကီးကိုတတ်ဖို့လုံနေပါလေချက်ကီးကဒေဗနီကိုအကူအညီလမ်းတောင်းလိုက်ပြီးတော့ဒေးဗ်ငါနောက်ဆုံးချက်ကီးတကောင်ပဲဒီကငါသိရင်အပီးသေးသွားတော့မှလို့ပြောပေမဲ့တီဖနီကဒီတခါတော့ဂယုမဆိုင်ပဲနဲ့ထွားသွားခဲ့ပါတော့လေအဲ့ဒါနဲ့ချက်ကီးကလက်စီကို လက်စီငါ့ကိုလွတ်ပေးနင်လိုချင်တဲ့ဈေးတွေငါကုန်ရှာပေးမယ်လို့ပြောလိုက်သေးတာပါလက်စီကငါလိုချင်တာနင့်ကိုတတ်ဖို့ပဲလို့ပြောလိုက်ပြီးတော့ဂျက်ကီသူ့အမေကိုတတ်ခဲ့သလိုပဲဂျက်ကီကိုလည်းလွှားစတဲ့ခေါင်းကနေခြေထောက်ထိနှစ်ပိုင်းပြတ်ပြီးတော့တတ်ပြစ်လိုက်ပါတော့တယ်ဒေဗနီကတော့ကယ်ရိုလိုင်းရဲ့ခန်းထဲကိုဝင်လာခဲ့ပြီးတော့အဲ့ရဘောကဘဲရုပ်ကိုယူလိုက်ပါတယ်အဲ့ချိန်မှာပဲဆောင်းအောင်မှာဘုံနဲ့ဂျိတ်ကထွက်လာပြီးတော့ဒေဗနီရင်ဘတ်ကိုဓာအနဲ့ထိုးချလိုက်ပါတယ်ဒါပြင်ဒေဗန်ကလည်းဒေဗနီနောက်ကနေပေါ်လာပြီးတော့ဓာအနဲ့ထပ်ထိုးလိုက်တာပါ လက်စီကတော့ Jackie ရဲ့မျက်နှာကိုလွှားစင်းနဲ့အပိုင်းပိုင်းနဲ့လီးဖြတ်နေပြီးတော့နောက်ဆုံးတော့လွှားဆက်ကိုချလိုက်ပြီးတော့အကြသာရှိလိုက်တာလို့ပြောလိုက်ပါတော့တယ်။ Tiffany ကတော့ဘဲရုပ်ကိုယူပြီးတော့အခန်းထဲကထွက်ပြေးနေပြီးလက်စီလည်းရောက်လာခဲ့ပါတော့တယ်။ Tiffany ကတကူလုံးသွေးတွေရွှဲနေတဲ့လက်စီကိုကြည့်ပြီးတော့သူတော့သေပြီဆိုပြီးတော့လမ်းဖြန့်နေပါတယ်။ Tiffany တယောက်တောင်းမှကတ်သွားတဲ့ချိန်မှာ Jake က Devan ကိုရဲခေါ်လိုက်ွားလို့ပြောလိုက်ပါတယ်။ Devan ဖုန်းကိုခေါ်ပြီးတော့ရဲကိုခေါ်တော့မယ့်အချိန်မှာပဲလက်စီရဲ့ညီမလေး Caroline ကထွက်လာပြီးတော့ တီဖနီကိုဓာတ်ချောင်းပေးလိုက်တော့တာပါကဲဦးလိုင်းကပြုံးပြီးတော့လက်စီတို့ကိုကြည့်နေပြီလက်စီတို့လည်းအဲ့ဒါမြင်ပြီးတော့အန်အုံးနေကြပါလေတီဖနီကဘဲရုပ်ကိုကဲရိုလိုင်းကိုပေးလိုက်ပြီးတော့ကဲရိုလိုင်းကိုဓာတ်နဲ့ထောက်လိုက်ပါလေကဲရိုလိုင်းကဒေဗန်ကိုဖုန်းချထားလိုက်လို့ပြောတော့ဒေဗန်လည်းဖုန်းကိုချလိုက်ပြီးကဲရိုလိုင်းကဓာတ်ဒီပါချလိုက်လို့ပြောလိုက်ပါတော့တယ်ပြီးတော့ကဲရိုလိုင်းကတီဖနီကိုသွားမယ်လို့ပြောလိုက်ပြီးတော့ထွက်သွားဖို့လုံနေတော့မှပဲလက်စီကကဲရိုလိုင်းနှစ်ပါးလုံးနေရလဲလို့လှမ်းပြီးတော့မေးလိုက်ပါလေကဲရိုလိုင်းကချက်ကင်ကကိုပြောနေကြပဲလေ တနေ့ကျငါ့အမေရင်လာခေါ်มาတဲ့သူငေါ့အရင်တည်းကပြောထားပြီးသားအောက်ထပ်မိမငေါ့မွေးသားထားတာတဲ့အဲ့ဒါကြောင့်ငါဒီမှာဘောင်းဝင်လာလို့ပြောလိုက်တော့လက်စီကမဟုတ်ဘူးကေရိုင်းသူနင်းကိုလိန်ထားတာရှောက်ပြောနေရလို့ပြောပါတယ်ဒါပေမဲ့ကေရိုင်းကမြန်ငါ့အမရေးမဟုတ်ဘူးချက်ကငေါ့အကုန်ပြောပြထားပြီးသားသူ့ကိုကြောက်ချင်အောင်ဆောင်မလဲမှားထားတာငါနေတော့အကုန်လုံးအယူလုပ်ထားတာပဲလို့ပြောလိုက်ပါတော့တယ်လက်စီကသူနင်းကိုလိန်နေတာဟဲ့ငါနေအမအရင်ပါလို့ပြောပြီးမဲ့ချက်ကိုပဲယုံနေဖြစ်တဲ့ကေရိုင်းကတော့ဘယ်လို့မှလက်မခံတော့ပါဘူး နေရလိန်နေတာလို့ပြောလိုက်ပြီးတော့နေချက်ကီကိုဘာလို့လိုက်ပြီလဲလို့မေးလိုက်တော့လက်စီကငါသူ့ကိုတတ်ပြစ်လိုက်ပြီလို့ပြောလိုက်ပါတယ်ကေဝလန်အမဒေါသထွက်သွားပြီးတော့နေငါနဲ့တွေ့မယ်လက်စီနင်တို့အာလုံးငါနဲ့တွေ့မယ်လို့ကြိမ်းလိုက်ပြီးတော့အမေသွားရအောင်ဆိုပြီးတော့တီဖနီကိုပြောလိုက်ပါတော့တယ်အဲနောက်တော့ကေရူလိုင်းကတီဖနီနဲ့အတူထွက်သွားလိုက်ပြီးလက်စီတို့နောက်ကနေပြေးလိုက်ပြီးလှုပ်ပြီးမှမမိခဲ့တော့ပါဘူးနောက်တစ်ခါမှတော့လက်စီတို့အိမ်ကိုရဲတွေရောက်လာကြပြီးတော့ခရစ်စမတ်နေ့မှာတအိမ်လုံးသွေးတွေပေးကြမ်းလို့နေပါတယ်လက်စီက ငါလည်းမိပါမယ်ဖြစ်သွားပြီလို့ပြောလိုက်တော့ဂျိတ်တို့ကငါတို့ရရှိပါသေးတယ်ဟာလို့နှစ်သိမ့်ပေးလိုက်ပါတယ်။လက်စီတို့ကညာအိမ်ထဲကိုလူတယောက်ဝင်လာပြီးတော့အခုလိုလှုပ်သွားတာလို့ရဲတွေကပြောထားပြီးတရားခန်းကကယ်ရိုလိုင်းကိုလည်းတစားကန်ဖြစ်နေဖမ်းသွားတယ်လို့ပြောလိုက်ပါတယ်။ပြီးတော့လက်စီတို့ကဂျန်နီဖာတယ်လီရဲ့ပုံပြလိုက်ပြီးတော့ကယ်ရိုလိုင်းကိုခေါ်သွားတာသူပါပဲလို့ပြောလိုက်တာပါ။တို့တွေရဲရရှိနေစကားပြောနေတုန်းမှပဲ Mrs. Fairchild ရောက်လာတဲ့အတွက်တို့သုံးအောင်ပြေးဖက်လိုက်ကြပါတော့တယ်။ Fairchild ကလက်စီငါအရန်စိတ်မကောင်းပါဘူးလို့ပြောလိုက်တော့လက်စီကကျမတို့ရှင်းကူညီလေးလုံးနေပြီ ရဲတွေမပါလဲကျမတို့ဘာသာလောက်ရမယ်လို့ပြောလိုက်ပါတယ်ပြီးတော့ဂျိတ်ကကျွန်တော်ပြောပြစရာရှိတယ်ဗျချက်ကီကိုမှတ်မိလားလို့မေးလိုက်တော့ basic fair chain ကငါမှတ်မိမယ်ထင်တာပဲလို့ပြန်ပြောပါတယ်ဒွန်းနဲ့နောက်ထပ်အချိန်၃ဘတ်ကြာသွားတဲ့ခါမှာတော့ Tiffany နဲ့ Caroline တို့က Times Square နားကတိုက်ခန်းတစ်ခုတည်းကိုရောက်နေပါတယ် Tiffany စီကိုဖုန်းဝင်လာအတွက်ကန်လိုက်တော့အရာကတော့ Nika ဆက်တာပါ Nika ကငါကလန်ဖြစ်ခဲ့တာအတွက်နေုံတောင်းပန်ခြင်းတယ်ငါကလန်တို့ဘယ်တော့မှဒုက္ခမပေးခြင်းမဟုတ်အခုကြည်ကြည်အစဉ်ပြေနေဆိုတာသိတော့ဝမ်းသာပါတယ်လို့ပြောလိုက်တော့ Tiffany က နင်ဂျီဂျီနဲ့အဆက်အသွယ်ရလားလို့မေးလိုက်ပါတယ်။နီကာကသူတို့ငါ့ကိုတပတ်တခါဖုန်းဆက်တယ်လို့ပြောလိုက်ပါတယ်။ပြီးတော့နီကာကဒါမဲ့ငါတို့ကြားမှာဘာမှပြောင်းလဲသေးဘူးနော်။ငါနေကိုနှိပ်ဆက်ပြီးတော့တတ်အောင်ပါပဲလို့ပြောလိုက်တာပါ။ပြီးတော့နီကာကပရင်းပေါက်ကနေတီဖနီရှိနေအခန်းကိုမှန်မြောင်းနဲ့ကြည့်နေတာဖြစ်ပြီးငါနေစပင်ပုံစံအစ်တစ်ကိုကြိုက်တယ်လို့ပြောလိုက်ပါတယ်။နီကာတီဖနီပမာလဲဆိုတာကိုစောင့်ကြည့်နေခဲ့တာပါ။တီဖနီလည်းလမ်းပြန်ပြီးတော့ဖုန်းချလိုက်ပြီးဘဲရုပ်ထဲကိုသူ့ဝိညာဉ်အမြန်ထည့်ဖို့လှုပ်ပါတော့တယ်။ဒီဗနီယာအစီအရင်တွေလောက်ပြီးတော့သူ့ဝိညာဉ်ကိုရွှေ့ဖို့လုပ်နေပြီးတော့ အဲ့ဒီမှာကယ်ရိုလိုင်းကသူ့ကိုပြုံးပြီးတော့ကြည်နေခဲ့ပါတယ်။ဒေဖနီတယောက်စ조사ပန်းစားနဲ့အာတီတူဝီဒမ်ဘလာကင်ပီသပါဝါဘာညာစမာကလာတွေလုံနေပြီမဲ့သူ့ဝိညာဉ်ကဘဲရုပ်ထဲဝင်မသွားခဲ့ပါဘူး။အမဒေဖနီလည်းဒေါသထွက်ပြီးတော့ဘဲရုပ်ကိုရိုက်နှက်နေပြီးစောက်အယုတ်ဆုံးလို့ပြောနေခဲ့ပါတယ်။အဲ့ဒီချိန်မှာပဲဘဲရုပ်ကထလာပြီးတော့သူရုပ်ဖြတ်ထားတာတွေကိုဖဲစပင်းတွေကိုချွတ်လိုက်ရမှာတော့အဲ့ဒီရုပ်ကဘဲရုပ်မဟုတ်ဘဲစပင်းနီနီနဲ့ဂျက်ကီတာဖြစ်နေတာကိုဒေဖနီလည်းအခုမှသိလိုက်ရပါတော့တယ်။ ကေယူလိုင်းကတော့ Tiffany ဖြစ်နေရာကိုကြည့်ပြီးတော့ဖြုံးနေတာကိုမြင်လိုက်ရပါတယ်။ Tiffany လဲသွားပါပြီ no no လို့ပြောပြီးတော့ငိုပြီးတော့ထွက်ပြေးဖို့လုပ်ပေမဲ့ Jackie ကတဟာဟာအော်ရင်နေရင်းနေပဲ Tiffany ကိုဓာနဲ့ထိုးလိုက်တာမြင်လိုက်ရပြီးတော့ Jackie Season 2ကလည်းဒီနေရာမှာအဆုံးသတ်သွားခဲ့ပါတော့တယ်ခင်ဗျာ။ โอเคဒီနေ့အတွက်တင်ဆက်မှုကတော့ဒီလောက်ပဲဆိုတော့ season 2ကပြီးသွားပြီတိတ်မကြောင်ရပ်ပိုင်းမှာ season 3ထွက်လာမှာပေါ့ Jackie ကတော့ထုံးစံတိုင်းပဲ tan line ထားသွားတယ်ဗျ Jackie တော့လည်းရှိနေသေးတယ် Tiffany ကလည်းဝင်စရာမရှိတိုင်းနေပတ် Glenn နဲ့ Glenda တို့ကလည်းជីជីဆွဲအယုတ်လေးဖြစ် Nika လည်း Tiffany ကိုစောင့်ကြည့်နေ Caroline ကလည်းစိတ်စားတွေနဲ့ Psycho တွေဖောက်ပြီးတော့သူတို့နောက်ရောက်နေပြီဒီဘက်မှာ Jade တို့တော့ကလည်းဆီယာမနဲ့ပြန်တွေ့ပြီးတော့ Valor တွေလောက်ဆောင်ကြအောင်မှာလဲအများကြီးတော့ဆက်ရှိအောင်မှာဗျ season 3တစ်ခုလုံးဆိုတော့လေအဲ့တော့စိတ်ဝင်စားဖို့လဲကောင်းတယ်အဲအသည့်ဆိုရင်လည်းအဆက်ဖြစ်တဲ့တော့ ကျွန်တော်မကြားခင်မှာအများဆုံးတင်ဆက်ပေးသွားဖို့စူးစမ်းပါမယ်ခင်ဗျ။အော်ဒီနေ့မှာကျွန်တော်တခုပြောချင်သေးတယ်။ကျွန်တော်ပေါ်ရာပေါ်ချွတ်တွေပြန်ပြီးတော့ပြောတာကြီးကျွန်တော်ကြားတယ်။အန်ခမှုနဲ့ပတ်သက်ပြီးတော့တခြား channel တွေမှာဘာဖြစ်တယ်ညာဖြစ်တယ်တစ်ပူးတယ်နှစ်ပူးတယ်တွေသွားပြီးတော့ပြောနေသူတွေရှိတယ်တဲ့။ပေါ်ရာတို့ကျွန်တော် recap တွေကိုကြည့်နေတဲ့သူတွေအစ်စ်မှန်တွေဆိုလို့ရှိရင်သွားလုံးမနေပါနဲ့ဗျာ။ဘာဖြစ်လို့ရောက်ွက်ကူးနေမှာလဲ။ကိုရောက်ွက်မှာပဲကိုနေစမ်းမှာ။ဒီမှာကျွန်တော်တင်ပြတာတွေ ACG AC show ပြီးပြီဟုတ်တယ်မလား။ အများစုကဗျာဒီတိုင်းစာရွက်ကြည့်ပြီးတော့စာဖတ်နေတဲ့ကိစ္စပဲဘာတွေသွားလုံနေမှာဒီမှာအေးဆေးဘောဆိုးဘောတယ်မလားကိုပါဦးဒီမှာပဲဘာညာဟလာကျွန်တော်နဲ့စကားပြောပြီးပြောပြီးတော့အေးဆေးပြတဲ့ရုပ်ရှင်ကြောင့်ဆွေးနွေးကြမယ်ဘာညာရှူချောင်းလေးရှောက်ပြောမယ်ဟုတ်တယ်မလားပျော်ပျော်ပဲနေပါသွားပြီးတော့ရက်ွက်တွေကူးပြီးတော့တစ်ပူးတဲ့နှစ်ပူးတဲ့သွားလုံးမနေနဲ့ဗျာဘမာလဲတော့မသိဘူးထားလိုက်အခုပြန်လာခဲ့လိုက်ဟဲ့လားကြားတဲ့သူတွေအကုန်လုံးဒီမှာပဲဒီအောက်မှာရေးဒီအောက်မှာပြောမဟုတ်ကျွန်တော်လည်းအဲ့လိုမျိုးတခြားရက်ွက်ကနေရောက်လာတဲ့ကောင်တွေဆိုမကြိုက်ဘူးတခြားနာမည်တွေပါလာရင်ကျွန်တော်ချက်ချင်းဘာညာလှုပ်ပြစ်တာ အလုတ်ရှုပ်လို့အောင်းနောက်လို့အဲ့တော့ကိုကြီးလည်းသွားလုံးမနေနဲ့ဒီမှာ AC ပဲဘယ်ကားရဲ့ကြီးချင်းလဲပြောအဲပြောတဲ့ကားတိုင်းတော့မလုတ်ပေးနိုင်တာ sorry ပါဒါပေမဲ့ကျွန်တော်အများကြီးစီစဉ်ထားသေးရတော့အနောက်မှာ series တစ်ခုဆိုလဲဆောင်းဝဲမိုက်တယ်တကယ်ကိုမိုက်တယ်တကယ်ကိုမိုက်တယ်လို့ကျွန်တော်အာမခံတဲ့ series တစ်ခုသူလဲ season 3-4ဦးလောက်ရှိတယ်ကျွန်တော်တစ်ခုစာတော့ပြီးပြီဒါပေမဲ့အချိန်လေးခဏပေးအောင်ဒါကိုပြောပြတာပေါ်လာလို့သတင်းပေးတာအဲဂျားတိုင်းမှာလဲကျွန်တော်ဒီအဲနည်းနည်းလေးကားလေးဖြတ်ဝင်ပြီးွားရင် Chucky season 3လာမယ်ပြီးရင်ကျွန်တော်ပေါင်ချိန်ရှိသေးတယ်အားလုံး ready ဖြစ်နေလောက်ပြီလို့ထင်တယ် ပေါင်ချိန်ဆက်လာမယ်ပြီးရင်ခုနပြောတဲ့ဆောင်းဝအမိုက်စာစီးပြီးခုလာမယ်ပြီးရင်တကားချင်းတွေလည်း share တွေလာအောင်ပါအဲ့တော့ဒီမှာပဲ show ပြီးတော့ဒီမှာပဲ AC ဟာလာကိုရက်ကွက်လေးနဲ့ကိုဘာညာနေလိုက်ကြမယ် okay အဲ့တော့ဒါလေးကိုကျွန်တော်လမ်းကြုံလုံးလေးတရိယာလို့ကျွန်တော်ထည့်ပြောတာကျွန်တော်ချစ်တယ်ကျွန်တော်သဘောကျတယ်ကျွန်တော်ခံယူချက်ခံစားမှုတွေကိုနားလဲတဲ့သဘောပေါက်တယ်သိတယ်ဆိုရင်တော့ hey ပြောစကားနားထောင်တော့အဲ okay အဲ့တော့ Jackie season 2ကတော့ပြီးသွားပြီအာချောင်းလိုက်တာလည်းတော်လေးရှည်သွားပြီဆိုတော့ season 3နဲ့နောက်နေမှာပြန်တွေ့ရမယ်ဂျားထဲမှာတခြားကားလေးရဲ့မိုက်စားလေးလည်းဝင်လာအောင်မယ်ခင်ဗျဆိုတော့ โอเคအားလုံးကျေးဇူးတင်တယ်ဒီနေ့မှာအစားအနေဆုံးညီလိုက်ပါတချို့အားပေးခဲ့တယ်ချက်ကီစီစဉ်စကြရဲရဗျာဟိုးချက်ကီစတင်မွေးဖွားတွေကတောက်ဆောက်တောက်ဆောက်တောက်ဆောက်အားပေးလာတဲ့သူတွေရောခုမှကြည့်တဲ့သူတွေအားလုံးပါပဲတယောက်ချင်းစီကိုရောချက်ကီချစ်သူတွေအားလုံးကိုရောကျေးဇူးထူးပဲတင်ရှိပါတယ်ခင်ဗျာကျွန်တော်အန်ခင်မူပါ